မင်္ဂလာပါခင်ဗျာမြန်မာ property dealer ရဲ့အပတ်စဉ် interim သတင်းများစီစဉ်ရနေပြည်လဲကြိုးစိုးလိုက်ပါတယ်ဒီနေ့အတွက်ရွေးချယ်တင်ဆက်ပေးမယ့်ပထမဆုံးသတင်းကတော့ငလင်းကြီးလုံးရန်ကုန် interim ကိုလိုနဲ့တိုက်ခိုက်များငှားရမ်းမှုနဲ့ရောင်းဝယ်မှုစီးကွက်တွေဇင်းနှုန်းများမြင့်တက်နေတော့လဲပုံမှန်တိုင်းလည်းပတ်နေရဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်ငလင်းကြီးလုံးရန်ကုန်အင်ချင်မင်းနဲ့ကိုလိုတိုက်ခမ်းများငှားရဲနေတိုင်းမှုနဲ့အယောင်းဝယ်ဈေးကွက်များပုံမှန်တိုင်းလည်ပတ်မှုရှိနေပြီးဈေးနှုန်းများမှာတော့အနည်းငယ်မြင့်တက်လာတယ်လို့အင်ချင်မင်းအကျိုးတော်ဆောင်နေထံကနေသိရပါဗျ။အင်ချင်မင်းအယောင်းဝယ်ဈေးကွက်အတွင်းယမနေ့2024ခုနှစ်ဇူလိုင်လတွင် ဈေးနှုန်းနဲ့အယောင်းဝယ်အတင်းအကျပ်မြန်မာတိုးတက်ခဲ့တဲ့ယခု2025ခုနှစ်မလကုန်ပိုင်းတွေလောက်ခဲ့တဲ့ငလင်ကြောင့်အယောင်းဝယ်ဈေးကွက်ပြန်လဲကျဆင်းခဲ့ရပြီးလက်ရှိတွေပုံမှန်အနေထားသာရှိနေပြီးရွှေဈေးငွေဈေးပေါ်မူတည်ကာ HME ခုနှစ်နဲ့တိုက်ခန်းအယောင်းဝယ်ဈေးနှုန်းများလည်းမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်လက်ရှိတွင်ရန်ကုန်မြို့ဆုံမြို့နယ်များရှိမြေကွက်ဈေးနှုန်းများမှာပေ40 60မြေတစ်ကွက်ကိုမြန်မာကျပ်ငွေ3900နဲ့800အထိမြင့်တက်မှုရှိနေကာအယောင်းဝယ်ရှိနေကြောင်းမြို့ပေါ်တိုက်ခန်းတဲ့ကွန်ဒိုဈေးကွက်များတွင်လည်း3000ကနေ3900ဝန်းကျင်တန်ဖိုးရှိအလွန်လိုက်တိုက်ခန်းတဲ့ကွန်ဒိုမျိုးစားတွေ7300ထက် မြေကွက်တွေအယောင်းဝယ်ဖြစ်နေကြောင်းနဲ့အယောင်းဝယ်အကောင်းဆုံးဖြစ်နေတဲ့ဒေသများအနေနဲ့ဆိုရင်တော့မြောက်တကုံတောင်တကုံစားတဲ့မြို့နယ်များတွင်ရင်းနှီးမြို့နယ်မှာဝယ်ယူသူများများပြားလျက်ရှိနေကြောင်းသိရပါတယ်။ဆက်လက်ပြီးရန်ကုန်မြို့ကိုပြောင်းရွှေ့နေထိုင်သူများလာတဲ့အတွက်လုံချင်းအိမ်တိုက်ခန်းအဆောင်အစရှိသဖြင့်ငှားရင်းကဈေးနှုန်းတွေမှာလည်းရခိုင်2024ခုနှစ်ကတည်းကအနည်းငယ်မြင့်မားလာကြောင်းပြောင်းရွှေ့နေထိုင်မှုများအားအငှားဈေးကွက်အတွင်းကျဆယ်သိန်းအောင်တိုက်ခန်းတွေကသာအများဆုံးငှားရမ်းမှုတွေရှိနေကြောင်းနဲ့လှိုင်သာယာရွှေပြည်သားမင်္ဂလာတုံမော်ပီနဲ့တန်လျင်အစရှိတဲ့မြို့နယ်များမှာ လုံချိန်အိမ်နဲ့အဆောင်ငှားရမှုမြင်မာနေပြီငှားရကစီလုံးများမှာလည်းငွေကျပ်သသိန်းခွဲကနေနှစ်သိန်းခွဲအထိရှိနေကြောင်းအင်ချယ်မြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကင်သူများထံမှသိရပါဗျ။ဒါကြောင့်ရန်ကုန်အင်ချယ်မြေဈေးကွက်အနေဖြင့်ရောင်းဝယ်ပုံမှန်အနေအထားတွေရှိနေသလိုငှားရမှုများလည်းပုံမှန်အတိုင်းရှိနေရလို့သိရပါဗျ။နောက်တဲ့ပုံအနေနဲ့ American Dollar 9.196တန်းပြည်တွင်းလောက်ကင်ခွင့်လန်းပေါင်း3695ဦးထိလောက်ကင်ခွင့်လန်းဖန်တီးပေးနိုင်မဲ့နိုင်ငံခြားယင်းသီးမြှုပ်နှံမှုလုပ်ငန်း၄ခုကိုအတည်ပြုပေးခဲ့တယ်ဆိုတဲ့အကြောင်းပြပြပေးခြင်းပါတယ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစမုကန္နာတွင်ရာဂိုင်နှုန်းပြည့်နိုင်ငံခြားသားယင်းနှမြုံနယ်မှုလုပ်ငန်းလေးခုကိုရန်ကုန်တိုင်းဒေသကြီးယင်းနှမြုံနယ်မှုကော်မတီရဲ့တစ်ဆယ်မြင်းဆောင်2025ကြိမ်မြောက်အစည်းအဝေးတွင်အတည်ပြုပေးခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးယင်းနှမြုံနယ်မှုကော်မတီထံမှသိရပါဗျ။ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့အတည်ပြုပေးခဲ့တဲ့လုပ်ငန်းများမှာ CMB စနစ်ဖြင့် Wearing Apparel အမျိုးမျိုးနဲ့အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်တယ်လို့သိရပါဗျ။ အဆိုပါယင်းသီးမြှုပ်နှံမှုလုပ်ငန်းများရဲ့မတ်တီငွေရင်းပမာဏမှာအမေရိကန်ဒေါ်လာ9.196တန်းဖြစ်ပြီးပြည်တွင်းအလောက်ကန်ခွင့်လန်းပေါင်း3695ခုအတွက်ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်တပုတ်အနေနဲ့မိုင်းထောင်ပျက်စီးခံရတဲ့ AR မြကူတရာရန်နာတိုင်ခါကိုအမြန်ဆုံးပြန်လည်ပြင်ဆင်သွားမယ်ဆိုတဲ့အကြောင်းပြောပြပေးကြပါမယ်။ ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ကဖြတ်စည်းခံခဲ့ရတယ်။ AOD တရားခေါ်ရန်နာတင်ခတရားကိုပြည်လည်ပြည်စင်းလုံငယ်များအများဆုံးပြုပြင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့သိရပါတယ်။ရွှေဘုံ၊ကြောင်မြောင်၊စင်ကူမန္တလေးတောကလန်းပေါ်မှာရှိတဲ့ AOD မြကူတရားတင်းဖြစ်တဲ့ AOD တရားခေါ်ရန်နာတင်ခတရားကိုအော်တိုဘာလ29ရက်နေ့မနက်6:30မိနစ်အချိန်ခန့်ကမိုင်းခွဲဖြတ်စည်းခံခဲ့ရတာပဲဖြစ်ပါတယ်။အဆိုပါမိုင်းထောင်ဖြတ်စည်းခံခဲ့ရတဲ့တရားကြီးကမန္တလေးတိုင်းဒေသကြီးတပိတ်ချင်းခရိုင်စင်ကူမြို့နဲ့စကိုင်းတိုင်းဒေသကြီးရွှေဘုံခရိုင်ကြောင်မြောင်မြို့တို့ကိုဆက်သွယ်ထားတာဖြစ်ပြီးလမ်းဘက်ဆက်သွယ် ေးနဲ့ကုန်စည်စည်းစိမ်မှုတို့အတွက်အဓိကရေးပါတဲ့တရားသတင်းပဲဖြစ်ပါတယ်။မိုင်းပေါက်ကွဲမှုကြောင့်တရားရဲ့ရေးလေတိုင်များဖြစ်တဲ့ Timer RP4 နဲ့ RP5 တို့အကြားတွေ၎င်း RP6A2 ချင်းကလန်းနေရာတွေ၎င်းကျိုးပြက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ARV တရားခေါ်ရဲနာတင်ခတရားဟာတရားရှိပေ2480တန်ကူကွန်ကရစ်တရားမျိုးစားဖြစ်ပြီးတရားအကျယ်25ပေလူသွားလဲပညာ3ပေရှိပြီး တရားဆောင်ရွေးအထူးအဖွဲ့14က2010ပြည့်နှစ်ဧပြီလ16ရက်တွင်စီမံကိန်းကိုစတင်ခဲ့တာဖြစ်က2013ခုနှစ်ဇူလိုင်လ24ရက်မှာတော့ဆောက်လုပ်ပြီးစီးဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံတကာကဏ္ဍအနေနဲ့ကန်ဒိုလာ9.5ဘီလီယံဒံလေးစိမ့်နဲ့အတူပို့ဆောင်ဆက်သွယ်ရေးတကားအသစ်တစ်ချပ်ဖွင့်လှစ်ပေးလိုက်တဲ့ VN နိုင်ငံဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။ VN နိုင်ငံဟာနိုင်ငံမြောက်ပိုင်းဘိုင်ဒန်ပြည်နယ်တွင် GIA ဘင်းပြည်ပဆိုင်ရာလေးစိမ့်တည်ဆောက်ရေးအတွက်ကန်ဒိုလာ9.5ဘီလီယံရင်းနှီးမြှုပ်နှံသွားမယ်လို့ VN Express သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ဘက်နင်းပြည်နယ်မှာရှိတဲ့ဒီလေးစိမ့်ဟာ မြို့တော်ဟန်နိုင်မှာကီလိုမီတာ40အကွာတွင်တည်ရှိတာဖြစ်ပြီးစီမံကိန်းကျယ်ဝနေနဲ့1900ဟက်တာခန့်ကျယ်ဝတာဖြစ်ကစုစုပေါင်းလရင်ပြည်လန်း၄ခုပါဝင်မှာပဲဖြစ်ပါတယ်။စီမံကိန်းကိုအပိုင်းနှစ်ပိုင်းနဲ့အကောင်တွေပေါ်ဆောင်မှာဖြစ်ပြီး2030မှာခီးတဲ့တန်း30တိဝန်ဆောင်မှုပေးနိုင်ဖို့ရည်ရွယ်ထားပြီး2050အရောက်မှာတော့ကုန်တင်ကုန်ချနဲ့ထင်းသိမ်းစင်တာများအပြီးတည်ဆောက်မှာဖြစ်ကခီးတဲ့တန်း90တိဝန်ဆောင်မှုပေးနိုင်မှာပဲဖြစ်ပါတယ်။ VN နိုင်ငံဟာလက်ရှိတွင်ပြည်ရင်းလေဆိပ်73ခုနိုင်ငံတကာလေဆိပ်71ခုလို့ပြန်လည်ပတ်လျက်ရှိပြီးယခုအသစ်တည်ဆောက်မဲ့ GIP ပြည်ပြည်ဆိုင်ရာလေဆိပ်ဟာနိုင်ငံမြောက်ပိုင်းအတွက် ဓိကလေဆိပ်အဖြစ်ဆောင်ရွက်ပေးရန်မျှော်မှန်းထားတယ်လို့ VN Express သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖို့အင်ချမ်မီသတင်းတွေကိုထပ်မံတင်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်မြန်မာ property ဒီလာရဲ့ပတ်စဉ်အင်ချမ်မီသတင်းများစီစဉ်ကိုဆောင်မြော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီမှာပဲညနာခင်းပြုပါခင်ဗျာမြန်မာအင်ချမ်မီအတွက် MBD News